ားလုံးပဲမင်္ဂလာပါရှင်။နန်းတစိ Channel မှာကြိုဆိုလိုက်ပါရစေ။ဆရာတတိုးရဲ့နှစ်ကိုတူဆိုတဲ့ဝိထုလေးရဲ့အပိုင်းနှစ်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နှစ်ကိုတူအပိုင်းနှစ်အရင်ကခင်ခင်မင်မင်ချွဲနှဲ့ တွေ့ကက်ခဲ့ဘူးတဲ့ဥတင်ထူးဟာအခုကျတော့အမေခင်မုံအဖြစ်အဖေနေရာမှာအခန့်သားရှိနေပြန်တာငါစိတ်ကလက်မခံနိုင်ခဲ့ဘူးသူ့ကိုအဖေလို့လည်းမခေါ်ချင်ပါဘူးအမေကလည်းအဲ့ဒီကိစ္စအတွက်အတင်းကျပ်ပြောမလာခဲ့ပါဘူးအမေကမောင်လေးကိုမွေးဖွားခဲ့ပြန်တော့ငါဟာရွာကအမေအိမ်ထက်မမမြတ်တို့မမမော်တို့ရဲ့မျိုးကအိမ်မှာ ပို့လို့နေပြောတတ်ခဲ့ဘူးလားမျိုးကအိမ်မှာငါအတွက်တီးတန့်အိတ်ခမ်းလှုပ်ထားပေးရလေ ပန်းပွင့်လှလှတွေနဲ့ခက်ဖြာကျဲပြန့်နေရအိယာခင်ချင်းထောင်းဆောင်းခေါင်းအောင်ကဆမမမြတ်တို့ကငါအကြိုက်ပန်းနုလွင်ပြင်လေးလို့ဖန်တီးပေးထားခဲ့ကြတာငါချစ်တဲ့မွေးပွားအယုတ်လေးတွေလည်းအများကြီးရှိတယ်မြို့မှာပဲမမတို့နဲ့လာနေပြီးကြောင်းတက်ပါလားမမမော်ပြောလာတော့ချက်ချင်းခေါင်းငိမ့်မိရပေါ့ပျော်လွန်းလို့တနေ့လုံးခုံပေါက်မြူထူးနေခဲ့တာမမမြက်ကလည်းចောင်းဝိစုံနှစ်လလေးတွေဝယ်ပေးအောင်ပါတဲ့ ဒါပေမဲ့အမေကငါ့ကိုငယ်သေးလို့မမမြတ်တို့အိမ်မှာစိတ်မချဘူးမူလတန်းအောင်မီးမှပဲလှုပ်ပေးမယ်ဆိုလို့ငုံမဲမဲနဲ့လက်လျှော့ခဲ့ရတော့တာငါကတော့ရွာเจ้าမှလည်းပြောတာပါပဲဒါပေမဲ့အိမ်မှာကြတော့မောင်လေးနဲ့သူ့အဖေအမေကမိသားစုတစုလိုမြင်နေရတော့ကိုကိုကို ပြင်လူတယောက်လိုစိတ်သက်သက်ကြီးခံစားရတယ်အမေအဖို့မှာအလုတ်ထဲလဲဥတင်ထူးနေကြီးလွှဲထားဖို့အရာခက်သိမ်းအဆင်မပြေလှဘူးတဲ့ တရေပေါ်အိတ်တရေနားစားတဲ့ဂျုံယုံကောင်ကအခုမှဒီစကားပြောတယ်။ခါဒီယန် စီလာနင်းလာစကားဆိုဖို့အရေးကြုံတဲ့အခါဥတင်ထူးစားအမေကရှေ့ထွက်ရက်ပြီးအမုန်းခံနေကြ။ဘဝမေးသူလောက်ဖို့ကင်ဘက်ဟောင်းတွေပေါ်မဆာနာဓာတ်သူအဖြစ်ဥတင်ထူးကို အနေမခက်စေလိုတာမေ့စေတနာပဲ။အလုရှင်နဲ့ညာလီယုံဖြင့်ဘဝတူဖြစ်ခဲ့ဘူးတဲ့အချင်းချင်းတွေပေါ်ဩဇာမညောင်းနိုင်ဘူးလို့အမေကဥတင်ထူးကိုနှစ်သိမ့်စကားဆိုတတ်ပြန်တာ။ဒါပေမဲ့ဥတင်ထူးက တခါတရံမူးထွေလာလင်ယောက်ျားမာနခေါင်းထောင်ထကျင်သေးရဲ့အဲ့ဒါဆိုငါကဘာလဲကုလီအလုတ်သမားခေါင်းလားနင်ကငါယောက်ျားလေဒါပေမဲ့ငါနဲ့ပြောလက်ဆလုံးလက်ဆတွေထဲတော့နင်ဝင်ပါလို့ပဲရမလဲနင်ဘာမှဝင်မပြောလဲငါဘေးမှာနေပေးုံနဲ့လုံလောက်တယ်အဲ့တော့ငါကရုပ်ပြကောင်းအောင်လူလင်တယောက်ပေါ့ငါမပြောပါဘူးနင်ဘာသာဖြစ်နေတာသူ့လင်သူ့သားအလုတ်တွေကြားမှာ မွန်းနေ့ရစ်ပတ်ကငါကတော့လက်တူလက်တောင်ခိုင်းကောင်းယုံအလုတ်ကလေးတွေပေါ်မှာမြက်ချဲဘယောက်နေလဲဟဲ့အားနေရင်အစော့တက်တက်ပဲခိုင်းကျင်ခေါ်မကြအောင်မကြငါမှပုံမောတယ်ငါဟာဘယ်အလုတ်ကိုပဲခိုင်းခိုင်းအရာရာနဲ့အကြောင်းကြောင်းကြီးမှုအဆင်မပြေဘူးတဲ့ကလေးထင်းခိုင်းရင်လည်းအတော့မကြပြန်ဘူးတဲ့ပြီးတော့လေခိုင်းစရာရှိရင်ငါနမီကိုပဲတကြောကြောခေါ်ပြန်တာပဲเจ้าကပြန်လာရင်ကစားဖို့နောက်ထားပြီးကလေးချင်းကူရပြန်တာပဲစိတ်တိုင်းမကြလည်း စူစဲချိန်စဲဖို့ဝင်မလေးဘူးအမေအရိုက်နဲ့မခံရတဲ့နေ့ရလို့လဲတည့်ရမှမရှိခဲ့စဘူးအမေစင်ကြီးကတော့ဥတင်သူရိုက်နှက်မှာမရှုစိတ်မခံစားနိုင်လို့ကိုသားသမီးကိုလက်ဦးမှုယူကမလွဲမကင်းသာစွာရိုက်နှက်နေရတယ်လို့ဆိုတတ်ပြန်တာဒါပေမဲ့အမေဘလို့ပဲသဘောမကျလဲဥတင်သူကမူးယူလာရင်ငါ့ကိုရိုက်နှက်ဒံပေးတတ်ပြန်တာပဲအမေကငါ့ကိုဥတင်သူရိုက်တိုင်းမစွဲတာမတားတာဖြစ်လေတိုင်းအသေးသာတက်ပြစ်လိုက် အကောင်မှသေသွားလဲအေးတာပဲပထွေးရဲ့ရိုက်ချက်ထက်အမေစကားများတွေကငါ့ကိုပို့လို့စူးနှစ်နာကျင်စေခဲ့တာငိုရလုံးတော့မျက်ရည်လည်းမကျနိုင်တော့ဘူးငါဟာပို့လို့တောင်ထုံပေပေနိုင်လာခဲ့သေးတယ်အမေစကားအတိုင်းငါသေသွားလဲအေးတာပဲလို့ခဏခဏတွေးဖြစ်တယ်မဟုတ်လဲသူတို့မိသားစုတွေတေကြငါကမမမြတ်တို့မမမော်တို့အိမ်မှာတွားနေမှာပေါ့ငါကလည်းအမေအိမ်မှာထက်မျိုးကအိမ်မှာပို့ပြောတာပဲ ညို့ကလေးမှာပွဲလန်းရှိတတ်တဲ့အခါကြီးရဲ့ကြီးနေမျိုးတွေဆိုငါပြောတယ်။အမေကကိုယ်တိုင်ညမအိပ်ပင်မဲ့လဲငါ့ကိုမမမြတ်တို့မမမော်တို့ရဲ့မျိုးကအိမ်ကိုကိုယ်တိုင်လိုက်ပို့တတ်တယ်။သူတို့ကလည်းငါ့ကိုတော့လူကြုံတိုင်းတရရမှာနေတတ်တာလေ။မမမြတ်တို့မမမော်တို့သာမကမမမြတ်ရဲ့ခင်မွန်းအကိုကြီးကလည်းငါ့ကိုချစ်တယ်။အကိုကြီးကတိတ်လဲအလိုလိုက်တာပဲ။မွေးဘွားရုပ်တွေလည်းခဏခဏဝယ်ပေးတတ်တယ်။ ငါကငါကြိုက်တဲ့အရုပ်တွေအားလုံးကိုမြို့ကအိမ်မှာငါခံလေးထဲမှာပဲထားခဲ့တယ်။ရွာကိုပြန်တဲ့ရင်အမိသားလေးကိုပေးစော့ရမှာစိုးလို့လေ။ပေးမစော့ရင်တောက်ကလေးကတကြီးကြီးပူစာငိုယိုပြန်တော့ငါပဲစုခံထိမှာအရိုက်ခံရအောင်မှာ။အဲ့ဒီတော့ငါတစောင်းတိုင်းပွဲတော်ရက်လို့ထင်ပါတယ်။စနေတနင်္ဂနွေနဲ့တွေ့ရမှုငါတို့ကျောင်းကကျောင်းဘက်ရက်တွေတပြော်ကြီးရတယ်။နှစ်စဉ်ထုံးစံအတိုင်းအမတွေဟာငါကိုလမ်းမှာကြမယ်လို့ထင်အောင်မျှော်လင့်ပေမဲ့သတင်းစကားများရောက်မလာခဲ့ဘူး။ အပျော်ပါမတ်လှသူပြီးပြီးငါကဖြင့်မြို့ကိုသွားကျင်လာပြီးဖင်တကြွကြွလဲဆန့်ဆန့်အခါတိုင်းလိုအမေလဲလိုင်းမပို့နိုင်အားပြန်မှုတဲ့ငါမောင်လေးကအဲ့ဒီရက်မှနေမကောင်းဖြစ်နေတယ်မောင်လေးကိုမြို့မှာဆေးကမ်းပြပါလားအမေမပြီးဆုံးနိုင်တဲ့သူ့အလုပ်တွေကိုအကြောင်းပြပေမဲ့မြို့ပေါ်ကဆရာဝန်ထက်မိသားစုလက်ဆွဲအပ်ပုံးဆရာကိုအမေကပုံမှုယုံကြည်အားကိုးလို့သာဆိုတာသိတာပါပဲပြီးသူ့ယောက်ျားကလည်းနည်းနည်းမှစိတ်ချရတာမဟုတ်ဘူးအမေမရှိချိန်မှာပြက်တနာတစားတော့ ရှုပ်ဖွာထားပြီးသားအတွေ့အကြုံတွေလည်းများလာပြီးအ ਨੇ ဆုံးတလင်းထဲကကြည်ထဲကစပားတွေကိုခိုးယောင်းကတောက်စားလောင်းစားပြစ်တက်ခဲ့လေတာအမေကလူကြုံကောင်းကောင်းရှာပြီးငါ့ကိုအနှံထဲလွတ်ပေးလိုက်တော့မှပြောနိုင်တော့တယ်။ចောင်းဖွင့်အမီပြန်လာခဲ့။ပြီးစလေခေါင်းငိမ့်ပြပေမဲ့အမရိအာကိုနဲ့တပြော်ကြီးနေပြီးမှပြန်ဖို့ဆုံးဖြတ်ထားပြီးပြီ။အခါတိုင်းမှာတော့မမတို့အိမ်ကိုရောက်တာနဲ့ ငါဟာမြူးကြွပျော်ရွှင်နေတော့တာမမမြတ်တို့မမမော်တို့ကလည်းဖက်လဲတကင်းနှွေးထွေးလို့မမမြတ်ရဲ့အမျိုးသားကလည်းလှိုက်လဲဖော်ရွေမြဲအခါတိုင်းလိုပဲငါအလိုမှန်သမျှဖြည့်ဆည်းပေးဖို့အသင့်အနေထားနဲ့နှွေးထွေးပြုံးမြလို့မြဲအဲ့ဒီတစ်ချိန်ကတော့ငါစိတ်ထဲတစ်မျိုးတစ်မြည်ထင့်နေခဲ့သလိုပဲအိမ်သားအလုံးဟာဟန်ချက်ပြတ်နေကြသလိုပဲသူတို့ရဲ့အကြည့်တွေအပြောတွေအပြုမူတွေကအစကွယ်ကွယ်ဝက်ဝက်နိုင်လွန်းလာတယ်လို့ညံမမိတမီနဲ့ငါတွေးထင်မိခဲ့သေးတာ။ ညပိုင်းမီးထွန်းပွဲတော်လျှောက်လေကြဖို့ဆိုတော့ခဲဟိုတယောက်သာပဲငါ့ကိုလိုက်ဖို့နိုင်တော့တယ်။မမမြတ်တို့ညီမကအចောင်းပြချက်ကိုစီနဲ့အခန်းအောင်းကကြံရခဲ့ကြတယ်။ငါကတော့တဆွဆွမြူးလို့ပြောနေတော့အဝိစာတက်တက်လွင်လွင်လှလှပပဝေးရတာကြိုက်တယ်။အယုတ်အစ်စ်ရမှာမို့လဲပြောတယ်။ပွဲစည်းတန်းတလျှောက်လျှောက်လေရင်မုံတွေလည်းတဝကြီးစားရတော့မယ်လေ။ကပွဲတော့မကြည့်ခဲ့ရလို့နှုတ်ခမ်းဆူချင်မိခဲ့သေးတယ်။ငါကပွဲကြိုက်တယ်လေ။ စတိတ်ရှိုးလဲကြိုက်တာပဲမမနှစ်ယောက်မပါတော့အကိုကြီးကနောက်ဆန်တငယ်ငယ်တကယ်တော့လေဂျင်စိတ်သာရှိနေလျက်အင်ဂျန်ရောက်တော့လဲလူကညောင်းချီပင်မနေခဲ့ပြီ နူးညံ့ဤဆက်နေတဲ့အိယာပေါ်ပြစ်လဲခေါင်းချလိုက်တာနဲ့နှစ်နှစ်ချက်ချက်အိပ်ပျော်သွားခဲ့ပြန်တာပဲဒါပေမဲ့အိယာအပြောင်းလဲကြောင်းလဲဖြစ်မယ်တရေမနိုးစဘူးညလဲမှာဖြတ်ခနဲလက်နိုးလာခဲ့တယ်ရေးစားတယ်ပြီးဘာကြောင့်မှမသိပဲထိတ်ခနဲကြောက်လန့်လို့လဲနေပြန်တာ အမေအိမ်မှာဆိုတရေးနှိုးရင် မောင်လေးဘက်မျက်နှာမူကတစောင်းလဲလျက်သားအမေကိုနောက်ကြောကနေတိုင်းဖက်နေကြမဟုတ်လားရုတ်တရက်မှာမမမော်ကိုသတိရသွားတယ်မမမော်အနားမှာအိတ်ရလင်ကောင်းပါပဲမမမော်ရဲ့ရင်ဝင်ထဲမှာခေါင်းတိုးဝင်ပြီးငိမ့်ငိမ့်လေးပုကွေးထားခြင်းမိပြန်တယ်အိမ်မုံမပြေသေးတဲ့ခြေလန်းတွေနဲ့မမမော်ရဲ့အခန်းစီငါအလိုလိုလမ်းလျှောက်သွားခဲ့တော့တယ်အခန်းတကားကိုဖြည်းဖြည်းတွန်းကခြေတံဖွာဖွာဖြင့်မမမော်ရဲ့အိယာစီလှမ်းအဝင် ငါအထိတ်တလန့်အတန်ကုန်အော်ဟစ်လိုက်မိတယ်ဒါပေမဲ့တမာလာတဲ့လက်ဖွာတစ်ဖက်ဟာငါပါဇက်ကိုတင်းတင်းကြပ်ကြပ်အုတ်ခါပိတ်ဆို့ထားတော့အတန်မထွက်နိုင်ခဲ့အဲ့ဒီကြီးမားကြမ်းရှာလာတဲ့လက်ဖွာဟာမမမော်ရဲ့လက်ဖွာမဟုတ်ဘူးဘာတူလဲ အပေါ်ပိုင်းခန္ဓာကိုယ်ကိုထဲဗလာနဲ့ရင်ဘတ်မွေးကြမ်းရှာရှာအထီတွေ့မှာလူယောက်ျားလို့ဖြတ်ခနဲတီးလိုက်ပြီးဂိတ်ပြလွင်တော်မလို့လန့်ဖြတ်တုံကြီးလျက်ဇွတ်ယုံထွက်ဖို့စူးစားနေမိလဲမလွတ်မြောက်နိုင်ပါပဲမမမော်ရောမမမော်ရေညက်ချဲမမမော်ရှိတယ်မကြောက်နဲ့အခမ်းမီးပြလဲမိမ့်မိန်လေး၆ခနဲပွင့်လာတယ်မမမော်ရဲ့ရင်ဝင်သေးစီတိုးဝင်မေးမီမိချိန်အထိငါ့ကိုကလေးတစက်စက်တုံနေတော့မယ် ဖြေလွတ်ပေးလိုက်သူရဲ့မျက်နာကို သတိတရားဖြတ်ခနဲခိုးကြည့်အာကနဲလက်မော်မိအောင်မမမော်ရဲ့လက်မောင်းတစ်ဖက်မှာပါဇက်ကိုအက်လျက်ပိတ်ထားလိုက်ရတော့တယ်ခဲဟိုကရေတခွက်လာတိုက်လျင်တော့အငမ်းမရတောက်မိကတစ်ချက်တီးနှင်သွားရပြန်နောက်တနေ့နဲ့နဲ့လင်းလင်းတော့ငါရဲ့မတိနားမလည်မှုအလုံးကိုမမမြက်ကတိနေနှင်ကြောင်းရီဝေဝေအသက်မဲ့နေတဲ့သူ့မျက်ဝန်းတွေကပေါ်ပြနေခဲ့သလိုထင်မိပြန်တယ် ငါကိုလည်းအမေစီပြန်ပို့ဖို့အားလုံးကစိတ်ဝမ်းလက်ညီရှိခဲ့ကြပြီ။ငါလည်းအမေအိမ်ပြန်ချင်ပါပြီ။ပွဲတော်လည်းဖို့မပြော်တော့လို့ပြန်လာတာလို့အမေကိုပြောနော်။မမမြက်ကတေသေးချာချာမှားလိုက်တာလည်းအမှတ်တရပါပဲ။မမမော်ရဲ့အိတ်ခမ်းအတွင်းဝါကအခိုးဝေအစီပြန်နေတဲ့ခဲအိုရဲ့မျက်နာကိုမြင်ရောင်ထိတ်လန့်စေ။အမေကိုဘယ်ကဆလို့ပြောရပါ။အမေကိုစိတ်ဆင်းရဲမှာကိုလည်းမမြင်ရနိုင်ဘူး။ ငါကိုယ်တိုင်လည်းဒီအဖြစ်ကိုလက်မခံလိုခဲ့ဘူးအဲ့ဒီຫນွေຈောင်းပိရဲ့ရှေးမှာငါမျိုးကိုအလဲမသွားတော့ဘူးမမမော်တို့မမမြတ်တို့အိမ်ကိုတတ်တတ်မသွားတော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်ကိုအမေရှေးမှာမပြောမိအောင်သတိထားနေပေမဲ့မျိုးကိုသွားဖို့အကြောင်းကိစ္စပေါ်လေတိုင်းအကြောက်ကန်ညင်းဆန်တက်ပြန်တဲ့ငါမှုပြတ်မှုကိုအမေရိပ်မိသွားခဲ့တယ်အမေစီမမမြက်ကရင်ဖွင့်တိုင်တဲခဲ့လေသလားမမမော်ပဲမလွဲကင်းတာစွာဖွင့်ဟဝင်ခံခဲ့လေသလားမသိ အမေဟာငါ့ကိုပူပန်ရကောင်းမှန်တိတက်လာခဲ့တယ်။မျက်ခြေမပြက်အရိပ်ကြည့်နေရင်းနဲ့သာနေ့ရက်တို့အချိန်ကုန်ပြန်တော့တယ်။မမမြက်ကတော့ငါ့ကိုဂယူးဆိုင်ဖို့အမေကိုတရားရမှာနေပြန်တဲ့။အမေကငါ့အတွက်တိတက်အိတ်ခမ်းလေးဖွဲ့ပေးခဲ့ပြန်တယ်။ငါကတော့ကိုပိုင်အိတ်ခမ်းလေးထဲမှာတယောက်တည်းအိတ်တဝက်နိုးတဝက်၆အိမ်မက်တွေလည်းမက်နေတက်ပြန်တာ။တခါတည်းရန်ညလယ်မှာအလန့်တစ်ဖက်စူးစူးဝါးဝါးအော်ဟစ်ရောင်ရမ်းတက်ပြန်တာ။အမေကတော့ငါ့အတွက် ပူပန်စိုးရိမ်မှုကိုတပြစ်တောက်တောက်စူပူပြစ်တင်ခြင်းနဲ့ပုံဖော်နေပြန်မြဲပဲလေစိတ်ကတော့မမမြတ်တို့မမမော်တို့စီခဏခဏရောက်နေပါတယ်တိတ်သွားခြင်းလုံးနဲ့စိတ်ဖြစ်လာရင်လည်းပဲခဲဟိုရဲ့အစီပြန်မျက်နှာကြီးကိုလှစ်ခနဲပြန်မြင်ရောင်မိရင်မသွားကျင်တော့ဘူးမုန်းလိုက်တာမမမော်ကိုလည်းမုန်းကျင်တယ်မမမြတ်ကိုတော့တနာမိတယ်အဲ့ဒီနှစ်မှာပဲပထွေးကငါ့ကိုမြို့เจ้าမှာပြောင်းထားဖို့အမေကိုပြောဖို့ရပါတယ် အမေကတော့မူလတန်းမအောင်မချင်းရွာเจ้าမှာပဲကလေးထိတ်မပြတ်ចောင်းတက်ပါစေဆိုပြီးမပြောင်းမလဲပြောလိုက်တယ်။တကယ်တော့ငါကចောင်းမဲတက်ပြီးစာပဲကြက်နေချင်တာအိမ်ပြန်ရောက်တော့လဲအိမ်စာတွေကိုအသေးအံလို့ပြီးတငယ်ချင်းတွေနဲ့ပြေးလွှာခုံပေါက်စော့ကစားမယ်လေ။ဟဲ့စော့ကြီးမတ်မနေနဲ့တစ်ဖက်တစ်လက်ကလေးလာထိန်းစမ်း။မောင်လေးကိုချစ်ပင်မဲ့မချီခြင်းမထိန်ခြင်းမူဥတင်ထူးကသူ့သားကိုတိတ်အကဲပါလာတာကလေးကလည်းနည်းနည်းထိခိုက်မိတာနဲ့ ပြဲကနေអော်တော့တာလေအစော့မက်မနေနဲ့ကလေးကိုသေးချာထိန်းစမ်းငါသားတစ်ခုခုဖြင့်နင့်ကိုမှအရေးကုန်ခွာပြစ်မယ်ဥတင်ထူးရဲ့ဝမ်းကောင်းတန်ကြီးဟာဒေါသအလင်းလင်းနဲ့ဟိန်းထနေတတ်တာငါမှဆက်ဆက်တုံအောင်ကြောက်နေမိတယ်တွင်ပြင်ဟန်ပန်ကလည်းငါပေါ်လွှားကနေပြေးခုံအုပ်လိုက်ပြီးတော့မလို့ပဲအမေကငါဘက်မှတစုံတစကာကွယ်ပေးလို့လင်းသူ့ယောက်ျားရဲ့ဒေါသမြောက်ကအမေဘက်ပါလှည့်ပြန်တာပဲအခုတော့ ဥတင်ထူးကအမိကိုပါရိုက်နှက်ညှင်းပန်းတက်ခဲ့ပြီရွေးမြပြင်ကျဲကိုလှမ်းငေးရင်ကြည်နူးရတာထက်ထိတ်လန့်ပူပန်စိတ်ကတရွရွတရိပ်ရိပ်တက်ကရင်မာပြို့အင့်အော့အန်ခြင်းလိုဖြစ်လာတယ် လမ်းဆက်လျှောက်ဖို့ခွန်အားမရှိတော့သလိုမောနွမ်းနှုံးချီလာတော့တာလန်းမှပေါ်တင်ထိုင်ချပြစ်လိုက်မိရောအတင်းထားလေရောက်ကန်နေတော့မှာပါငါငါဆက်မလျှောက်နိုင်တော့ဘူးနင်းနေမကောင်းဘူးလားဒါဆိုခဏနားကြမယ်လေမြစ်ကမ်းမားကိုဝိုင်းပတ်ကာယံထားတဲ့ကြောက်တတိုင်းတွေဟာတမျောတခေါ်ရှေလျားကွေးကောက်လို့ ရွေးမြည်ရေဟာပုံမှန်စီးစင်းချိန်မှာတောင်ကဘာကိုတတိတိတိုက်စားဖြိုချတတ်ပြန်တာမဟုတ်လားမြည်ရေဟာတာလမ်းမစီထိနှမ်းလို့မကြခင်တာလမ်းမကြီးပြိုချပျက်စီးကသူ့ရင်ဝင်ထဲကလဲမြေတွေစီအထိမြည်ရေဝင်ရောက်ဖြက်စီးတော့မဲ့အန်ရယ်ကနေကာကွယ်ဖို့ကြောက်တတိုင်းအရန်အတားတွေနဲ့ဝိုင်းပတ်စီတာကာယံထားရပြန်တော့တာသမဲ့ပင်အရိပ်ကျိုးကျဲအောင်ကြောက်တတိုင်းပေါ်ခဏထိုင်ကနားနေဖြစ်ကြတယ် မြည်ရည်မျက်နှာနဲ့ကြောက်စရာလားနင်လဲမျက်နှာချောင်းနှာမွေးပြီးမြစ်ထဲချောင်းထဲမှာပဲကြီးလာတာပဲမဟုတ်ဘူးလားတယောက်ကချစ်စနိုးကြီးစဲလာရင်ရဲ့ရဲ့ပြုံးယုံမရတာတုံ့ပြန်နိုင်တော့တယ်ငါကရွေးမြစ်ကို မရင်နီးကျင်ဘူးအကြောက်တရားတောင်ပုံမိသေးတယ်ငါတွေ့တာချစ်မျက်မိတာပြမလို့မြစ်ကြီးပဲငါတို့ရွာကလေးကနေလှမ်းကြည့်မြင်သားယုံအဲ့ဒီမြစ်ကြီးဟာခါဒီယန်ဒေါသထန်လျင်လှိုင်းလုံးကြီးတွေဟာတောင်လိုမြင့်မောက်နေတတ်တာပေါ့ ဒါပေမဲ့ရွေးမြစ်လိုလှိုင်းခတ်စိတ်စိတ်လှိုင်းကျက်ခုမဟုတ်ဘူးပြာမလော့မြစ်ကလှိုင်းလုံးကြီးပေမဲ့လှိုင်းလုံးကျဲတယ်ပြာမလော့မြစ်ရဲ့လှိုင်းလုံးကြီးတွေကြားမှာနိုင်နှင်းပေါ်ပါစွာလှေလော်ခတ်နိုင်မြင်ငါတို့တွေဟာဟောဒီရွေးမြစ်ရဲ့လှိုင်းကျက်ခုကိုတော့သတိထားရတယ်မိုးတိုမတက်မိုးထိုးတက်မတက်ပြာမလော့ရဲ့လှိုင်းလုံးကျဲနောက်အလိုက်တဲ့ပဲ့ကင်ထင်းချောင်းကလှေကိုလူရရောက်အောင်လှော်ခတ်နိုင်ပေမဲ့ကျဖနှကောင်ခုတ်တယ်လို့ လိုင်းလုံးနှစ်ခုမျက်နှာချင်းဆိုင်ရိုက်တက်တဲ့ရွေးမြည့်ရဲ့လိုင်းချက်ခွတ်တွေကြားမှာဝဲကြော့တွေရဲ့စွဲငင်ဆုပ်ယူမှုကနေဝေးလွတ်အောင်ရုန်းကန်လှော်ခတ်ရတဲ့ပင်မမှုဟာတေလူအောင်ပဲတဲ့။ဘာပဲပြောပြောပြာမလော့မြစ်ကိုပဲငါကပူချစ်တယ်။ငါတို့ရဲ့ရွာကလေးဟာပြာမလော့မြစ်ကြီးကနေခွဲဖြာ စီးဝင်လာပြီးအဲ့ဒီပြာမလော့မြစ်ကြီးစီပဲပြန်စီးဝင်တဲ့ချောင်းကလေးကိုခွာကာ ချောင်းတစ်ဖက်ကန်းစီမှာရွာတီထားခဲ့တဲ့ရွာတန်းရှည်ရွာကြီးပေါ့ချောင်းဝမှာထီထီမားမားကံပလာပင်ကြီးတပင်ရှိနေတာကြောင့်ကံပလာချောင်းလို့အမည်တွင်မြန်တာရွာနမီကိုလည်းချောင်းနမီကိုအစွဲပြုလို့ကံပလာချောင်းရွာလို့ပဲဝေးနီးထင်ရှားတိကြတော့တာပေါ့အဖေစာတိရွာကလေးလယ်လုပ်ငန်းအဓိကလုပ်ကင်ပြီးငတ်တယောက်ပိုက်လုပ်ငန်းလဲလုပ်ကြသေးတဲ့ရေတပိုင်းကုန်းတပိုင်းရွာကလေးတယောက်နဲ့ တအိမ်နဲ့တအိမ်ချီလင်းသွားဖို့ရွာလမ်းမှရှိပေမဲ့ຫນွေခါလောက်သာအသွာလာရှိကြတာပဲမိုးခါကြတော့ရွာလမ်းမှဟာရွှွညွန်နှုံးဘွက်မှာရုံးလျှောက်ရမြဲမှု လူသူအသွာလာကျဲပါလာတယ်အရေးကိစ္စပေါ်လို့တအိမ်နဲ့တအိမ်ကူးလူသွားလာလို့လင်းချောင်းကလေးတိုင်းသာလှေတစင်းနဲ့အိမ်စဉ်လှည့်ရတတ်တဲ့အလေးနဲ့ရွာကလေးချောင်းကန်နှစ်ဖူးပေါ်မေးတင်ထားကရေစင်းတရားလဲအိမ်တိုင်းမှာစောက်ထားရတယ်အိမ်စိတ်တက်စိတ်မှာအနည်းဆုံး လေငယ်လေးတွေကလည်းဒဇင်းဒဇင်းတော့ရှိတတ်ကြတယ်။ငါတို့မှလည်းလေနှစ်ဆင်းရှိတယ်။ငါတို့အိမ်နီးပါးချင်းတငယ်ချင်းတွေဟာငါတို့အိမ်ကလေကလေးနဲ့တစုတဝေးတဲ့ချောင်းတိုင်းလေတော့ကြောင်းတက်ကြရတယ်။အခုတော့ကြောင်းသွားပေါ်တငယ်ချင်းတွေလည်းတယောက်မှပြန်မတွေ့တော့ပါဘူး။အဲ့ဒီကလေးကအကုန်သေးကုန်ကြတာ။နင်းရွာကိုပြန်ဖြစ်သေးလို့လား။မမမော်ကရွာကိုနှစ်တိုင်းသွားပြီးအမေတို့အတွက်တပိတ်သွပေးတယ်လေ။ဆယ်နှစ်ပြည့်တဲ့အထိပဲ အစဦးနှစ်နှစ်သုံးနှစ်ပဲငါ့ကိုခေါ်တယ်နောက်နှစ်တွေငါ့ကိုရွာပြန်မခေါ်တော့ဘူးအခုလောက်ရှိအဲ့ဒီတုန်းကမတွေ့ရလို့သေပြီထင်တဲ့တငယ်ချင်းတချို့တလေလဲရွာပြန်ရောက်နေရောပေါ့ အမေနဲ့မောင်လေးလည်းအဲ့လိုမသေးပဲရွာပြန်ရောက်နေကြရင်ကောင်းမယ်။အဲ့ဒီနေ့ကမိုးဟာတဲတဲမဲမဲသွန်ကျဲရွာချလိုက်ခဏကြာတော့ဆဲတော့မြောင်ပြူကလေကတုတ်ဖြူလိုက် ပြီးတဖွဲဖွဲရွာပြန်လိုက်ဆိုတော့ငါတို့တွေလမ်းပေါ်ထွက်ဆော်လို့မရဘူး။နေ့လယ်စာထမင်းစောစောစားကြပြီးအိမ်ထဲကုတ်နေရတော့ပြင်းကြီးညင်းငွေတာပေါ့။မိုးကပိုသေးလာတယ်။လေလဲပိုပြင်းလာတယ်။အဲ့ဒါမျိုးမိုးဦးလေဦးမှာကြုံနေကြမှု့ ဘသူမှတော့မစိုးရိမ်မိကြသေးဘူးဓဏီအိမ်တချို့ အမိုးတွေလွင့်လန်ကုန်ချိန်အထိရောက်လာနေကြမိုးဦးမုန်တိုင်းလိုစိတ်မှထင်အောင်နေမိကြတော့အမေကမိုးမင်းရဲ့တိတ်ပါတော့လေမင်းရဲ့ညိမ်ပါတော့စိုးနေကြစကားမဆုံးမီလေတစ်ချက်စောင့်တိုက်လိုက်တော့ရွာထဲမှာလူတန်းသူတန်းအော်ဟစ်စူညံစားပြုပြီးငါတို့အိမ်ကြီးဟာလည်းစုံတယောက်ကစောင့်တွန်းနေတော့တယ်လို့တိမ်တိမ်လှုပ်ရှားပြုနေပြီးအမေ ချောင်းရည်တွေတက်လာပြီဟဲ့ဒီရည်တက်ပုံကထူးဆန်းလိုက်တာဝလုံးထိုးတက်လာပါလားခေါင်းရင်းခြေရင်းအိမ်တွေကဆလို့တရွာလုံးထိတ်လန့်လှုပ်ရှားကတော်တော်ရုပ်ရုပ်ပြေးလွားပြားပြန်းခတ်ကြပြီဥတင်ထူးကဖုန်ကြီးเจ้าစီရွှေ့ကြရအောင်တဲ့ဖုန်ကြီးเจ้าကရှည်တန်ရှည်မှုရေလွတ်တန်ကောင်းပါရဲ့ဒါပေမဲ့လေကလည်းမရက်မနာတဝူးဝူးတိုက်ခတ်နေပြန်တာလမ်းမော်ကလူတွေဟာလင်းနေရလွင့်တော့မတက်ပဲ အိမ်အမိုးတဏိရွက်တွေသူ့ချက်တွေကွာကြပြီးလွင့်ပြန်လာပြန်တာမို့လူကိုမထိခိုက်အောင်သတိနဲ့ရှောင်တိန်နေကြရပြန်တစ်ပင်ကြီးတွေတစ်ကိုင်းတွေကျိုးပြက်လွင့်ထွက်တချို့အုံးမင်ကြီးတွေတောင်ခပိုင်းကနေကျိုးပြက်လွင့်ထွက်တချို့လည်းအမြစ်ကကျွတ်ထွက်လဲပြိုကုန်ကြတယ်ကုန်းလန့်ကသွားဖို့မမီတော့ဘူးရေမလွတ်တော့ဘူးအမေစကားမဆုံးခင်ဥတင်ထူးကလှေနဲ့သွားမယ်တဲ့ ခဏအတွင်းရေလွမ်းခဲ့ပြီဖြစ်တဲ့ရွာလမ်းမပေါ်မှာအထုတ်ကြီးအထုတ်ငယ်ခေါင်းမော်ရွက်ကကလေးတွဲလောင်းချီပိုးကတရွတ်ဆွဲက တပွက်ပွက်တပွမ်းပွမ်းပြေးလွားယုံရှောင်နေကြသူတွေတချို့ကတော့အိမ်ရှိရေစင်းသားစီကလှေပေါ်စောက်စားခွက်တွေရော တိုလီမိုလီပစ္စည်းတွေရောကလေးကအစခွေးပါမကြံပြစ်တင်နေကြပြီဒုက္ခတော့ဖြစ်ပြီးထင်တယ်ဘယ်ကိုပြေးကြမလဲဖုန်ကြီးเจ้าမော့ရေလွတ်နိုင်တာဒီတနေရာရှိတာပဲ စာတင်ကြောင်းလဲရှိတာပဲနှစ်ထပ်ဆောင်ရှိရလေအဲ့မှာလူတွေပြည့်နေလောက်ပြီစပယ်ကြီးလဲရွှေ့နေရင်ကောရေကစားတိုက်တက်နေတော့လေစပယ်ကြီးရေမြုပ်ရင်တခြားကိုပြေးဖို့မလွယ်တော့ဘူးချောင်းထဲမှာထားနေကြပိုက်လေတွေလဲနေအိမ်တဲတွေအထိမေးတင်နေပြီဥတင်ထူးကအိမ်အနှက်ကျဲပြန့်ဖြန့်ခင်းထားတဲ့ငတ်တယောက်ပိုက်စာတွေကိုစုသိမ့်ထုတ်ပိုးနေပြန်တော့အမေလဲလက်ဝက်လက်စားအဝတ်အစားစားအုပ်စားခွက်တချို့ကိုတင်းစုနေဟန်မြက်ချက် ောင်လေးကိုချီပြီးလှေထဲဆင်းနဲ့မြဲမြဲပွေချီထားတော့ကလေးလွတ်ကြရင်နင့်ကိုမှတက်မယ်။လှိုင်းချမ်းပုတ်ခံနေရတဲ့လှေကလေးဟာပတက်ရက်နေတဲ့မြင်းတကောင်နဲ့လွန့်လှူလှုပ်ခါနေတော့တယ်။ငါတို့မောင်နှမနှစ်ဦးသားဟာသကောတွေကဇီးပြူသီးလေးတွေနဲ့လှေကလေးတွေလှေကလေးပေါ်မှာဂျွန်းပြစ်တော့မတက်လိမ့်လိမ့်လူလူစောက်တရမဲ့လျက်မောင်လေးကကြောက်လန့်တကြားအာကောင်ချစ်ကအော်နေပြန်လျင် အခါတိုင်းနဲ့မချော့မြူအားပြီး ်လက်တစ်ဖက်ကလှေနံကိုတင်းတင်းဆုပ်ကကြံလက်တစ်ဖက်ကမောင်လေးကိုလွတ်ထွက်မသွားအောင်တင်းတင်းကြက်ကြက်ဖက်ပွေထားယုံသာတတ်နိုင်နေတောက်ကောင်လေးငငုံနဲ့အမလေးလေမလွင့်အောင်လှေနံကိုကင်ထိန်ထားရတာလက်အံသေးလာပြီမိုးဆက်တွေကလည်းအဲ့နဲ့စိုက်လာသလိုစူးစူးနစ်နစ်နာကျင်ဆက်ဖြင်းနေတာပဲညည်ရီဟာခဏငယ်အတွင်းမှာဒလဟောစီစင်းမြင့်တက်လာခဲ့တာငါတို့တရွာလုံးလဲ ကုန်းမြေဘက်မှာရှာမရနိုင်အောင် ရေပြင်အတိလိုင်းလုံးကြီးတွေကအိမ်ခေါင်မိုးကို ဖုံးလွှမ်းတော်မတက်ရိုက်ခတ်နေပြန်တာလိုင်းချမ်းတစ်ချက်အပုံမှာလေကလေးဟာငှက်မွေးတစဘက်မှာလွင့်ငနဲမြောက်ကျသွားအိမ်တိုင်းမှာကွင်းလျှောတွဲခြိထားတဲ့လေကျိုးဟာလည်းရုံးကန်တင်းပြတ်တော်မလို့ပဲအိမ်တိုင်းတွေလည်းရင်းလုတ်မြင့်မြောက်ကအိမ်တအိမ်လုံးကျွတ်ထွက်ညောပါတော်မလို့နဲ့အမေရေညဝန်းတွေတဲ့ ပြပြမှောင်လာတယ်။နားထဲမှာမိုးတန်လေးတန်တဝီဝီတဝောဝောရောထွေးစူညံနေတယ်။တစ်ချက်တစ်ချက်မှာစူးစူးဝါးဝါးနာကျင်ညင်းညူအော်ဟစ်တန်တွေလွင့်လာသလိုပဲတကူလုံးလဲတုတ်တုတ်ကြအောင်ရွှဲနေနေပြီး ချမ်းလိုက်တာမေးချင်းတကက်ကက်ရိုက်ပြီးခိုက်ခိုက်တုံနေတယ်။ငါတို့သေတော့မလားအတွေ့နဲ့စိတ်မီးကြောက်တယ်။အမေကူကယ်ရမယ့်အာကောင်ချစ်ကအော်မိတယ်။လှိုင်းတစ်ချက်ခေါင်းထောင်တက်က ဖြန်းကနေရိုက်ချလိုက်ရင်နေအိမ်လေးငါလုံးဝေါ်ကနေပြိုလဲကရေမာဘောလုံးလွင့်မျောရတော့တာ အော်ဟစ်ငူကြီးတန်တွေဟာလေးတန်မိုးတန်တွေချာမှာငရဲပွက်နေတော့တယ်လို့ပဲငါတို့ရဲ့စပကြီးနှလုံးစလုံးပြိုကျရေမျောသွားခဲ့လေပြီတစ်ချိန်ထဲမှာငါတို့အိမ်ကလေးဟာလည်းလှိုင်းရိုက်ခံရကပြိုလဲကျသွားခဲ့ပေါ့အမေအဖြစ်ပြက်ကိုမယုံနိုင်သလိုအံ့ဩမှင်သက်ခဏကြာတော့ရုတ်တရက်ကျုံးအော်ပြစ်လိုက်မိ လိုင်းတရာညောလွင့်ပါလာခဲ့တဲ့တောက်တူတစ်လုံးတစ်လုံးကငါတို့ရဲ့လေကလေးကိုဒိုင်းကနေဝင်ဆောင်လိုက်တယ်။လေကလေးလဲစက်ကူတစနဲ့လေမာလွင့်နှူးကရေစီးနဲ့အတူဒလိတ်ခောက်ကိုလွင့်ကနေမြင့်မြောက်သွား။လိုင်းတစ်လုံးကငါလက်ထဲကမောင်လေးကိုလျှက်တစ်ပြက်ရိုက်ချဆွဲယူသွားခဲ့ပြီ။အမေရေအလန့်တကြားမိလိုမိညာမောင်လေးကိုလိုက်ဖမ်းဆွဲစဉ်လေထဲလွင့်ကြလာတဲ့ရေမာမျောလွင့် မွန်းနစ်လေးတဲ့ချက်ချင်းပဲပါဇက်သေးကိုရေငန်တွေဝင်လာတယ်ပါရှင်စောင်းလေးဒီမှာပဲခေတ္တခဏရှင်းလိုက်ပြစီเนาะနားဆင်အားပေးကြသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်ကျမ်းမာပေးခင်ကြပါစီ